နောင်ကျုံမြို့လေကြောင်းတက်ခတ်တာကြောင့်တန်ငါတော်9ပါးနဲ့အရက်သား9ယောက်သေဆုံးသွားပါတယ်။ရေစကြိုမြို့နယ်ကမြေတော်ရွာကိုစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားပါတယ်။မြန်မာနယ်စပ်တခြားကို10နှစ်တွင်ခြံစည်းရိုးကာဖို့အိန္ဒိယအစိုးရစီစဉ်နေပါတယ်။ဒီကြောင်းနေအပါဝင် နောက်ဆုံးရသတင်းတွေကိုဒီနေ့မနက်ခင်းသတင်းအစီအစဉ်မှာထုတ်လွှင့်သွားပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကစိန်ရတနာဖုံးကြီးကျောင်းကိုမတ်လ16ရက်နေ့ညနေမှာစစ်ကောင်စီတပ်က လေချောင်းကနေပုံကျဲတက်ခတ်တာကြောင့်တန်ငါတော်၉ပါးနဲ့အရသား၅ယောက်အပါဝင်၁၄ယောက်ထိခိုက်သေးဆုံးခဲ့ပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကလေချောင်းတက်ခတ်တာကြောင့်ထိခိုက်သေးဆုံးကြတာလို့နောင်ချိုဒေသခံတအူးကပြောပါတယ်။ထိခိုက်ဒဏ်ရာသူတွေလည်းရှိပြီးအရေးအတွက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။စစ်ကောင်စီတပ်ကနှစ်ကြိမ်ပုံကျဲတက်ခတ်ခဲ့တာအပြင် နောက်ထပ်နှစ်ကြိမ်စစ်တပ်နဲ့နဲ့ပါပြစ်ကတ်တက်ခတ်ခဲ့တာလို့နောင်ချိုဒေသခံတွေကပြောပါတယ်။ဒီတိုက်ခိုက်မှုကြောင့် ပြည်သူတွေထိခိုက်သေးဆုံးမှုများပြီးနေအိမ်နဲ့ကြောင်းဆောင်လဲအများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့နောင်ကြုံမြို့ကိုထိန်းချုပ်ထားတဲ့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNN လေးကထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့ကလည်းနောင်ချုံမြို့ပူဒါရက်ွက်နဲ့နောင်ချိုပြည်သူစေယုံပေါ်ဘုံနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တာကြောင့်အယက်သား3ယောက်သေဆုံးခဲ့ရပြီး4ယောက်ထိခိုက်ဒဏ်ရခဲ့တယ်လို့ TNN လေးကထုတ်ပြန်ထားပါတယ်။ RFA ကပြုစုထားတဲ့စင်းတွေရ2024ခုနှစ်တနှစ်အတွင်းမှာပဲစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်နိုင်ငံတော်ဝန်အရက်သား1969ဦးသေဆုံးပြီးတော့3920ဦးဒဏ်ရာခဲ့ပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်မြေတော်ရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းတို့ဝင်ရောက်ပြီးဒေသခံတယောက်ကိုတပ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေကိုလည်းမိရှို့သွားတယ်လို့ရေစကြို Township Info Committee ကမလ16ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမလ15ရက်နေ့ညမှာမြေတော်ရွာကနေပြန်ထွက်သွားတာကြောင့်ဒေသခံတွေကရွာထဲကိုပြန်လည်ဝင်ရောက်ချိန်မှာအသက်ခံထားရတဲ့ရုပ်အလောင်းကိုတွေ့ရတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ကမြေတော်ရွာကိုမလ14ရက်နေ့နဲ့15ရက်နေ့မှာဝင်ရောက်စီးနင်းပြီးတော့နှစ်ရက်ဆက်တိုက်နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ပြောထားပါတယ်။မီးလောင်ပျက်စီးသွားတဲ့အိမ်ရေတွေကိုတော့ပြောဆိုတာမရှိပါဘူး။ရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသကိုမလ15ဆပြီးစစ်ကောင်စီတပ်ကဝင်ရောက်တဆွဲပြီးတဲ့နောက် မိရှုတက်ဖြတ်ခဲ့တာကြောင့်အယက်သား18ယောက်ထပ်မင်းသေဆုံးခဲ့တယ်လို့ရေစကြိုတောင်းရှင်း info comedy တာဝန်ရှိသူတူက RFA ကိုမလ14ရက်နေ့ကပြောထားပါဗျ။ရေစကြိုမြို့နယ်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ဆယ်သစ်မြင်မြေစုံညောင်မွေးပင်ပြီးဆက်ကုန်းနေရင်ပေါက်တော့ပေါ့ဦးရွာနဲ့အနီးဝန်းကျင်တွေကဒေသခံပြည်သူထောင်ထဲချီပြီးတော့ဩရင်စွန့်ခွာထွက်ပြေးနေရပါဗျ။နိုင်ငံရဲ့အကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မလ14ရက်နေ့ထိစီးရင်တွေရ အာနာသိမ်းထားတဲ့၄နှစ်ကျော်အတွင်းမှာစစ်ကောင်စီတက်ကြောင်နိုင်ငံတော်ဝန်ကအယက်သားအယောက်6000ကျော်တေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ online ငွေလင်လုပ်ငန်းနဲ့ online လောင်းကစားလုပ်ငန်းတွေကနေထိမ့်သိမ်းထားတဲ့နိုင်ငံသား3000ကျော်ကိုတက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီလို့စစ်ကောင်စီကမတ်လ16ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။မတ်လ16ရက်နေ့မှာလည်းမြောက်ရီမြို့နယ်မေထော်တလေးနဲ့ KK ပတ်နေမြေမှာ တရုတ်နိုင်ငံသား163ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ16ရက်နေ့ထိတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံသား6500ကျော်ကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီထဲက3500ကျော်ကိုထိုင်းနိုင်ငံကတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။မြောက်ရီမြို့နယ်မှာထိမ့်သိမ်းထားတဲ့ထဲမှာတရုတ်အင်ဒိုနီးရှား BNN မလေးရှားပါကစ္စတန်အိန္ဒိယယူဂန်နာ အီသီယိုးပီးယားနီပေါ်ထိုင်းဂျပန်ရဝန္ဒါကင်ညာကာဇက်စတန်ကမ္ဘောဒီးယားဂါနာဘင်္ဂလားဒေ့ရှ်နဲ့တရုတ်တိုင်ပေကနိုင်ငံသားတွေလည်းပါဝင်ပါတယ်ရှင်မြန်မာနဲ့ထိဆက်နေတဲ့နေဆက်တလျှောက်လုံးကိုလာမယ့်ဆယ်နှစ်တွင်ခြံစည်းရုပ်ကာရန်ဖို့အိန္ဒိယအစိုးရစီစဉ်ထားကြောင်းအိန္ဒိယအခြေဆိုင် The Hindu သတင်းဌာနကမတ်လ16ရက်မှာဖော်ပြလိုက်ပါတယ်ကီလိုမီတာ1643ရှည်လျားတဲ့မြန်မာနေဆက်တလျှောက်ကို ချန်စီယိုကာမဲစီစဉ်ကိုအိန္ဒိယအစိုးရအရာရှိတွေကလွှတ်တော်ကိုအစိုးရကစားတင်သွင်းထားတာလို့သတင်းမှာဖော်ပြပါဗျ။မြန်မာနယ်စပ်မှာချန်စီယိုခတ်ဖို့စီမံကိန်းကို2024ခုနှစ်ဖေဖော်ဝါရီလမှာအိန္ဒိယပြည်ထရေးဝန်ကြီးကကြေညာခဲ့ပြီးလွန်ခဲ့တဲ့၄လဝန်းကျင်ကစပြီးလုပ်ငန်းတွေကိုအရှင်းမြင့်ဆောင်ရွက်ခဲ့ကြောင်းတာဝန်ရှိသူတွေကပြောတယ်လို့ဆိုပါတယ်။2024ခုနှစ်ဧပြီလ၁ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့ထိနယ်စပ်ချန်စီယိုခတ်တဲ့လုပ်ငန်းတွေနဲ့မြန်မာနယ်စပ်ကိုစောင့်ကြမဲ့ အာတန်ရိုက်ဖယ်တပ်ဖွဲ့ရဲ့ကင်းစကန်တွေကိုတိစောက်ဖို့အတွက် အမေရိကန်ဒေါ်လာ73တန်းကျော်ဖို့တန်ဖိုးရှိတဲ့အိန္ဒိယရူပီ114ကရေ30ခဲ့တယ်လို့လဲဆိုပါတယ်။အိန္ဒိယနိုင်ငံမဒီပူပြည်နယ်မိုးရီမြို့မှာ6မိုင်နီးပါးရှည်လျားတဲ့အိန္ဒိယမြန်မာနယ်စပ်ခြံစည်းရုပ်တိစောက်ရေးစီမံကိန်းပြီးမြောက်ခဲ့ပြီလို့အိန္ဒိယသတင်းတွေမှာဇန်နဝါရီလ2ရက်နေ့ကဖော်ပြခဲ့ပါတယ်ရှင်။ ဒီနေ့မလကင်းနောက်ဆုံးရသတင်းတွေကို တင်ပြခဲ့တာပါ RFA ရဲ့စီစဉ်တွေကို RFA Bamis ရဲ့ Facebook, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ် RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမစမ်းမအောင်ပါရှင့်